အသက်ရှင်နေရရှိတဲ့ကောင်လေးတယောက်ဟာသူ့အိမ်ရဲ့ခြံဝင်းအနောက်ဘက်မှာကလေးဥကောင်းခွန်လေးတစ်ခုတူပေါ်တွေ့ရှိခဲ့ပါတယ်။သူ့အိမ်ခန်းရဲ့နေရန်ဆက်ကိုနောက်မှလည်းအပေါ်ကြီးတစ်ခုတွေ့ရပြီးတော့မှမတင်မတာပဲနဲ့သူ့ရဲ့အမားဖြစ်တဲ့သူကိုအထင်းမှတွေ့လိုက်ရတာပါ။နေရန်နောက်ကနေပြီးတော့အမားဖြစ်တဲ့သူရဲ့အတန်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးသူဟာပြီးတော့ကိုဒမဟာအဖေနဲ့အမားတို့လူတက်လိုက်တာကိုကိုယ်တိုင်မြင်တွေ့သွားခဲ့တာကြောင့်ပဲသူ့ကိုနေရန်နောက်မှပိတ်ထားတာလို့ပြောပြလိုက်ပါတယ်။အဲ့ဒီနေရာဘောက်ကတက်တန်းကရှင်းနေရှင်းနေပြီးဖြစ်ပြီးမမကပီတော့ကိုစောင့်နေကြတာ၆နှစ်ရှိပါပြီ အခုဆိုပီတာဟာလုံလောက်တဲ့ကြံ့ခိုင်မှုတွေရှိနေပြီဖြစ်တာကြောင့်ပဲမိဘတွေရဲ့အိမ်ခံတွေကနေအဲ့ဒီနိုင်ကြီးကိုရွှေ့နိုင်နေပါပြီအဲ့ဒီနိုင်ကြီးကိုရွှေ့ပြီးတော့သူ့အမောင်တွေကနေလွတ်မြောက်နိုင်မှလို့အမားဖြစ်တဲ့သူကပီတာကိုပြောပါတယ်နောက်ဆုံးမှာတော့ပီတာဟာနားလေသွားခဲ့တာဖြစ်ပြီးအသက်၆နှစ်ရွယ်ကစပြီးတော့သူ့အိမ်ခံရဲ့နေရအနောက်ကအတန်လေးတစ်ခုကိုအမြဲတမ်းကြားနေရတဲ့အကြောင်းရင်းကိုပါတည်ကျင်းတဲ့စိတ်တွေပြင်းပြလာလာကြောင့်ပဲပီတာဟာသူ့အမေကိုအဲ့ဒီအကြောင်းတွေပြန်ပြောခဲ့ပါတယ်အမေကနေရနားကိုကက်ပြီးတော့ အကြာကြီးကိုညီးပြီးတော့နားထောင်ပေးခဲ့ပါတယ်။ဒါမှမဟုတ်ဘာသာမတော့မကြားပါဘူး။ဒါမှမဟုတ်လည်းမိဟာအဲ့ဒီခံဟာအိုဟောင်းနေပြီဖြစ်တာကြောင့်ပဲသူဆန်းတဲ့အတန်တွေထွက်လာလားလို့ပြောပါတယ်။အသက်9နှစ်ရှိနေရွယ်ကလေးတယောက်အတွက်အဲ့လိုစိတ်ကူးရှင်မှုကအရင်ကမှထူးခြားနေပါတယ်။နောက်နေ့ကစပြီးတော့မှပီတာအိတ်ခါနေချိန်လေးမှာသူဆန်းတဲ့အတန်တွေစားပီတာဆိုပြီးတော့ချူသားတဲ့အတန်လေးတစ်ခုထပ်ပေါ်လာတတ်ပါတယ်။ပီတာကလည်းကြောက်လန့်နေကြတဲ့အဖေဖြစ်တဲ့သူကိုလှမ်းပြီးတော့អော်ပါတယ်။အဖေကသူ့ရဲ့အတန်ကြောင့်နိုးလာခဲ့ပြီး မယန်နာကိုကက်ပြီးတော့နားထောင်ကြည့်ခဲ့ပြီးမှဘာသမ်းမှမကြားတာကြောင့်ပဲကြွတွေဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါမှမဟုတ်အဖေဖြည့်ရှင်းတဲ့ဖြည့်ရှင်းချက်ကိုတော့ပီတာကမယုံပါဘူး။နောက်နေ့မှတော့ဖေဟာကြွက်စည်းတွေကိုအိတ်လိုက်ကြီးယူခဲ့ပြီးတော့အခန်းနယ်ရန်နာမှာချထားပါတယ်။ပြီးတော့ပီတာကိုထူးဆန်းတဲ့အတန်တွေထက်ကြလို့ရှင်အဲ့ဒါကြွက်တွေကိုလှုပ်တာဖြစ်တယ်လို့ပြောပါတယ်။ပီတာမျက်နှာကအဖေတခုခုကိုဖုံးွယ်ထားတယ်ဆိုတော့ကိုလည်းသိနေပြီးတော့နောက်နေ့အကြောင်းမှာပကြီးကြီးကိုရောက်တဲ့အခါမှာတော့အတန်းမိုင်ကပီတာဆွေးနားတဲ့ပကြီးကားကိုရုတ်တရက်တွေ့သွားခဲ့ပါတယ်။ အဲ့ဒီပကြီကားကမှတော့ကျွန်တော်ကိုကယ်ပါဆိုတဲ့စာကြောင်းလေးကိုရေးထားပြီးအတမ်းမိုင်ဆံမကအဲ့ဒီပကြီကားကိုမြင်တော့ပီတာအိမ်မှာတခုခုဖြစ်နေတယ်လို့တန်ရရရှိပြီးပီတာအိမ်ကိုလိုက်သွားခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ပီတာအမေကိုသူမအိမ်နာရတဲ့အကြောင်းရင်းကိုပြောပြပြီးပကြီကားကိုလည်းပေးလိုက်ပါတယ်။အမေကပကြီကားကိုမြင်သွားတော့တကားကိုချက်ချင်းပဲပေးလိုက်ပါတယ်။အတမ်းမိုင်ဆံမကလည်းအပြင်မှာတယောက်တည်းကြံခဲ့တာဖြစ်ပြီးအမေဟာပီတာကိုသွားရှာပြီးတော့ဘာဖြစ်လို့ကယ်ပါဆိုတဲ့စာကိုရေးတာလဲလို့မေးပါတယ်။ အမေလည်းရိုးရှင်းတဲ့ပကြီကားတစ်ချက်အတွင်းနဲ့ခန်းစားသွားရတော့ပီတာအိမ်မှာတိဝက်ချက်တခုရှိနေရဆိုတော့ကိုပို့ပြီးတော့ယုံကြည်ခဲ့ရတာပါပီတာအမေရဲ့မျက်နှာကိုမြင်ပြီးသွားခဲ့တဲ့ကအတန်းမိုင်ဆီယမကပီတာကိုပို့ပြီးတော့ဂရုစိုက်ပါတယ်အဲဒါကြောင့်ပဲအတန်းလေးကအတန်းမော်ကလေးတယောက်ကပီတာကိုမနာလိုခဲ့တာပါအတန်းဆင်းပြီးတဲ့နောက်မှာတော့ကောင်းလေးရဲ့အမွေအရတွေဟာဘာလို့ဆိုလိုချင်လဲဆိုတော့ကိုအပြေးဝဖော်ပြနေခဲ့ပြီးအဲ့ဒီညတကောင်မှာနေရနောက်ကပီတာရဲ့အမဟာပီတာကိုခုခံရမယ်ဆိုပြီးတော့အားပေးနေခဲ့ပါတယ် မဟုတ်လို့ရှင်အနိုင်ကျင့်ခံရလိမ့်မယ်ဆိုပြီးတော့ပြောခဲ့သလိုစိတ်ရောကိုယ်ပါရင်ကျက်လာတဲ့ပီတာကမမရဲ့အကြံပေးချက်ကိုနားထောင်ခဲ့ပြီးဆီယမ်မစီကိုသွားတိုင်းခဲ့ပါတယ်။အဲဒီကောင်လေးဟာသူ့ကိုတောင်းပန်ပြီးတဲ့နောက်မှာပီတာကအဲဒီကောင်လေးရဲ့နောက်တလန်းလုံးလိုက်သွားခဲ့ပြီးတော့အနောက်ကနေတိတိလေးလှေကောင်းပေါ်ကတွန်းချလိုက်ပါတယ်။ဒါကြောင့်မဲပီတာဟာကြောင်းမြောင်းမှုတဲ့ဖြစ်လာခဲ့ရသလိုအင်ယုံတဲ့ကောင်မှာတော့သူ့ရဲ့ဖေကသူ့ကိုစိတ်ဆိုးပြီးတော့ဇူနေပါတယ်။အဖေဟာယုဒိရဲ့ရေခဲတိတာကိုရွှေ့လိုက်တဲ့အခါမှာအနောက်မှာတကားတစ်ချက် ပေါ်လာခဲ့ပါတယ်။ဒါကတော့ပီတာရဲ့ပြည်တံမှာ ။အနည်းကစပြီးတော့ပီတာဟာအဲ့ဒီအခန်းထဲမှာအချင်းချခံနိုင်ရမှာဖြစ်ပြီးပီတာဟာအတွေ့အကြုံရှိတဲ့အတိုင်းပါပဲ။ကျမ်းမြေမှုကိုထိုင်ချလိုက်ပါလေ။ဒါကပီတာရဲ့ပထမဆုံးအချိန်မဟုတ်တာထင်ရှားနေပြီးအမေကလည်းဒါတွေအားလုံးဟာငါတို့မင်းကိုချစ်လို့ပဲလို့ပြောပြီးတော့မှနှစ်ယောက်သားထက်သွားကြပါလေ။မိဘနှစ်ယောက်စလုံးထွက်သွားပြီးတဲ့နောက်မှာတော့မြေရောက်ခန်းထဲမှာအတီးကျက်စွာကြံခဲ့ရတဲ့ပီတာလေးကယုဒီရဲ့အောက်ဘက်ကနေမင်းကလေးအတန်တစ်ခုကြားလိုက်ရပါတယ်။တင်မရဲ့အောက်မှာလည်းတန်ညိုးရှည်တစ်ခုရှိနေခဲ့တာဖြစ်ပြီး ပြင်းပြင်းထန်ထန်ကိုဖွင့်လိုက်တဲ့အခါမှာတော့အောက်ဘက်မှာနောက်ထပ်မြေရောက်ခန်းလေးတစ်ခုရှိနေပါသေးတယ်။တချိန်တည်းမှာပဲအတမ်းမိုင်ဆီယာမကပီတာတို့နေတဲ့မြို့ကအရင်တုန်းကကောင်မလေးတယောက်ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့အကြောင်းကိုသိလိုက်ရပါတယ်။အဲဒီကောင်မလေးဟာလူလောကကနေအပီးတိုင်ပျောက်သွားပုံပေါ်ပြီးဒီနေ့ချိန်ထိလည်းဘာသတင်းမှမကြားပါဘူး။ဆီယာမကလည်းပီတာရဲ့မိဘတွေကိုအဲဒီကိစ္စနဲ့ပတ်သက်နိုင်တယ်လို့တန်လျောက်ဝင်ခဲ့ပါတယ်။အတမ်းမိုင်ဆီယာမကလည်းပီတာတို့အိမ်ကိုလိုက်သွားပြီးတော့ပီတာနဲ့တွေ့ဖို့ပြောတဲ့အခါမှာအဖေဟာပြုံးပြုံးလေးနဲ့ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့အတမ်းမိုင်ဆီယမားကငုံကြည့်လိုက်တဲ့အခါမှာတော့တပတ်လူရဲ့လက်ထဲမှာတူတစ်ခုကိုကင်နာလာတွေ့လိုက်ရပါတယ်ပြီးတော့လက်ကနေလည်းတွေးတီထွက်နေပါသေးတယ်အတမ်းမိုင်ဆီယမားဟာကြောက်လန့်သွားပြီးတော့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့အတွက်ဆုံးဖြတ်ပါတယ်မြေရောက်ခန်းကပီတာကဆီယမားအတန်ကိုကြားတဲ့အခါမှာတကားပေါက်ကိုခြေထောက်နဲ့ကန်နေပါတယ်ဆီယမားကလည်းစူညံတန်ကိုအာယုံဆိုင်မိနေတဲ့အချိန်အဖေကဒါဝိရှုဆက်ကထွက်လာတဲ့စူညံတန်လေးပါဆိုပြီးတော့ပြောလိုက်ပါတယ် အခုမှအိမ်မြင်ကိုထွက်လာတဲ့ဆ iam မားကလည်းကိုတည်တွင်ကိုတူပြီးတော့တည်တွင်နဲ့ကနေထွက်ပြေးလွမြောက်လာသလိုခံစားနေရပြီးကားဝန်ပေါင်းကပြန်ပြီးတော့ထွက်သွားခဲ့ပါတော့တယ်။အညာမှာတော့ပီတာကိုအမေဟာထွက်လာခင်ပြုတ်လိုက်ပြီးပီတာနေနေချက်ချက်အိပ်ပျော်ပြီးတဲ့နောက်မှာတော့မိဘနှစ်ယောက်ကအပြင်ကိုထွက်သွားပြီးတော့တကားတွေကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့ပီတာလေးကအိပ်မပျော်သေးပါဘူး။သူဟာချက်ချင်းပဲနေရန်နောက်ကမမကိုအဲ့ဒီမှာဘာတွေဖြစ်ဖြစ်နေတာလဲဆိုတာသွားပြီးတော့မေးပါတယ်။ သူ့အဘွားကြောင့်နေရတော့မှအပိခန္ဓာရလဲဆိုပြီးတော့မေးတဲ့အခါမှာတော့မမကသူ့ကိုပြန်ပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့နေ့တွေတုန်းကဟောလိုဝင်းနေ့မှာကမာလီတောက်ကချူချင်းလာတောင်းတာတဲ့။ရောင်းလန်းနေတဲ့မိမနေရာစလုံးကစကားတစ်ခုမှမပြောဘဲချက်ချင်းပဲရဲဆက်စွာနဲ့တက်ပြစ်ခဲ့တာပါ။အယိုးတွေကိုတော့အနောက်ခြံဝင်းထဲမှာမြှုပ်ထားခဲ့တယ်လို့ဆိုပါတယ်။သူ့ကိုယ်တိုင်ကတော့ဖြစ်စဉ်အစအဆုံးကိုမြင်လိုက်တာကြောင့်ပဲမိမနေရာစလုံးကသူ့ကိုအဲ့ဒီနောက်မှာပိတ်ထားခဲ့တာဖြစ်ပါတယ်။ သူပီတာကိုစောင့်နေတာရှင်းနေရှိပြီဖြစ်ပြီးအခုပီတာသာမိဘတွေရဲ့အခန်းထဲကနာယီကြီးကိုရွှေ့လိုက်မယ်ဆိုလို့ရှိရင်သူလွံ့မြောက်နိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီအချိန်မှာပဲအခန်းထဲကကယုဒိရဲ့ပွင့်သွားခဲ့ပြီးမိဘတွေရဲ့အခန်းကိုလှမ်းမြင်နေရပြီးတော့အထင်မှာဘယ်သူမှမရှိပါဘူး။ယုဒိရဲ့ပဲအဖြူရောင်အင်ဂျင်နဲ့အရေးတခုကဖြတ်ခင်းနေပြေးသွားတာကိုပီတာတွေ့လိုက်ရပြီးအဖေကလည်းကြောက်စရာမျက်နှာနဲ့ပီတာကိုကြည့်လိုက်ပြီးတော့မင်းမေဘယ်လိုပုံစံဖြစ်သွားပြီလဲဆိုတာကြည်ထားလို့ပြောပါရတယ်။ပီတာတန်ဆိုင်ခန်းဘက်ကိုကြည့်လိုက်တဲ့အခါမှာအမေဖြစ်တဲ့သူကိုတရေပုံစံနဲ့တွေ့လိုက်ရပါရတယ်။ နည်းနည်းလေးမှလည်းမလုပ်ပါဘူးအဲနောက်မှာတော့ယုဒိရဲ့သူ့စီကိုပြေးလာရင်နဲ့တစ်ချက်ပြောသွားပြီးတော့မှတက်ပြီးတော့ပြေးလာပြီးပီတာကိုဆွဲလိုက်ပါတယ်ပီတာလည်းအဲ့ဒီချိန်မှာအိမ်မက်ဆိုးကနေနိုးလာခဲ့ပြီးပီတာဟာအိမ်မက်ထဲကမမပြောတဲ့စကားတွေကိုပြန်ပြီးတော့မှတ်မိနေပါတယ်အဲနောက်မှာတော့ခြံထဲမှာသွားပြီးတူးကြည့်လိုက်တဲ့အခါမှာတကယ်ပဲအယူကောင်တစ်ခု တွေ့ခဲ့ရပါတယ်